စနေတို့ဒီလို55ပေါ့နော်စနေတို့ဒီ55ပါရှင်ဒီဒီနေ့ဒီပေါ်တရလည်း check out လုပ်ပြီးတော့ဟိုဟာဟိုဟာပေါ့နော်တင်မောစိတ်ကိုသွားမှာပေါ့နော်တင်မောစိတ်ကတူတူလေးပါအဲ့ဒီကိုသွားမှာပါအဲ့ရတစ်စိတ်ပြီးတော့ truck ကိုရောက်ပါမယ် truck ကတစ်စိတ်အောင်ပြီးတော့ဟိုဟာပထရာကိုပြေးဆက်မှာပေါ့နော်ဘူရောကား ားခေါ်မှဆိုတော့ကန်းဆောင်နေကြပါလို့အန်ဒီတို့ရဲ့ကိုမခီးစင်လေးကတော့ပြီးသွားပြီပေါ့နော်ကိုမခီးစင်လေးကပြီးသွားပါပြီလို့နော်ကိုမခီးစင်လေးကတော့ပြီးသွားပြီကိုမခီးစင်လေးကပြီးသွားပြီဒီလိုပဲ vacation လာတယ်ဆိုတော့နော်ပြန်လာမယ်ပြီးပြန်မယ်နော်အန်ဒီကိုမခီးစင်လေးကပြီးသွားပြီကိုမကတော့အန်ဒီໃຈလားဆိုတော့ໃຊ້ပါတယ် ဟိုတယ်ကိုတော့အကျိုက်ဆုံးပဲအဒီဟိုတယ်ပေါ့နော်မီလာမွန်ထရာရီစော့အရှင်းကောင်းတယ်စတက်ဖေးလည်းကောင်းတယ်အပေါ်ဘလကောင်းလည်းခါခါတန်ရှင်းရတာလည်းအရင်ကောင်းတယ်ပြီးတော့ဘလကောင်းလည်းဟိုတယ်တွေမှာလည်း ပေးခဲ့တဲ့အတွက်ပေါ့နော်သူအကောင်းဆုံးသူတို့စိတ်ကျင်လက်အောင်လုပ်ပေးတာပေါ့နော်အဲ့အတွက်လောကသားတဲ့ buffet နော် buffet လေကောင်းနေကုန်းလုံးပြောစရာမရှိပါဘူးလို့အားကြောင့်မို့ပြောလို့ပေါ့ထိုင်နေရင်းနဲ့ကမ်းကြီးအလားတရားလေးတွေပဲကြည်မလားရေဒီမှာစောက်စောက်ဆိုင်ထိုင်ကြည့်တာပင်လေလေးကြီးကိုတော့ဝါးရရရှူမလားတိလားอืมတော့ဒီဘက်ကလေကျုံးကဘယ်လိုခေါ်မလဲ တောင်းကြလာမတူအရှင်လှိုင်းကြည့်တယ်တချို့ကျွန်းနေကြလှိုင်းအဲ့လောက်မကြည့်ဘူးသူတို့လှိုင်းရေးအရန်ကြည့်တယ်ပြီးတော့ရေအတက်ပေါ့နော်ရေအတက်ကသူများကျွန်းတဲ့ဆိုင်ရင်သူကဟုတ်ပေါ့နောက်ကြပြီးတော့ကြလာလားအမေလည်းရေအတက်ကြတိတ်လို့မသိဘူးပေါ့နော်ပြီးသူများကျွန်းတဲ့ရေတက်တာ၃နိုင်ဆိုသူက၆နိုင်လောက်မှရေတက်တာတလားအဲ့ဒါကတကယ်ဟုတ်တယ်ပါရှင်သူကရှင်းတည့်ရတယ် တက်တရရကလေးနဲ့အရှမ်းလဲပေါ်နေတာပဲဒီလားဟောပြန်ကျင်လားဆိုပြန်တော့ပြန်ကျင်ပြန်ကျင်လားဆိုပြန်ကျင်ဘူးဒါမဲ့တခုပေါ့နော်ကိုပြန်စဉ်းစားတာဘာလဲဆိုရင်တော့အခုအန်တီအသက်58နှစ်မှာအလုပ်လုပ်နိုင်ပါသေးတယ်အန်တီအသက်ကြီးရင်တော့သက်ကြီးလို့ရှင်တော့အဲ့လိုထိုင်းမှလာနေခြင်းမဟုတ်လားသက်ကြီးရင်လေထိုင်းမှနေခြင်းနဲ့အေးစေးလေးပေါ့နော်ဒါမဲ့ ေါ့တချို့ဆိုလို့ရှိရင်ဘန်ဂလိုလေးတသေးလေးဟားပြီးတော့လင်းများပြန်ပေါ့နော်အဲ့ဒီလည်းအဲ့ဒီလိုသားနဲ့အသက်ကြီးရင်လူကလို့လို့လို့မရတော့ဘူးအလို့အောင်ပင်စင်ရလည်းရှိရဆိုတော့ပင်စင်ကောင်းတယ်ဆိုလို့ရှိရင်တော့ဘယ်လိုခေါ်မလဲ AC လေးပေါ့နော်နာအေးပါအေးနဲ့အသက်ကြီးရင်ဥရီကလည်းကြုံလာပြီလေအစားလည်းအရင်လိုမစားနိုင်တော့ဘူးဆိုတော့ဘယ်လိုခေါ်မလဲ AC လေးနဲ့ပဲပေါ့အောင်ဖြတ်သန်းချင်တာပေါ့နော်ဒါဒါကတော့ဟိုများတော့မသိဘူးအန်တီကတော့အသက်ကြီးရင် AC လေးနဲ့ပေါ့အောင်ဖြတ်သန်းချင်တယ် တိတ်ဆိတ်ဆိတ်ကလေးပေါ့နော်ဘာပြဿနာမှလည်းမချားပဲနဲ့တိတ်ဆိတ်နေတတ်တော့နားပူမခံနိုင်ဘူးကြလားကြောက်ဘူးပဲခံနိုင်မှာပေါ့နော်ပြောချင်တာပါလဲဆိုတော့ဒီတစ်ခေါက်ခီးထွက်လာဟိုအကျိုးရှိတယ်နော်အကျိုးရှိတယ်စင်ကာပူသွားတယ်စင်ကာပူကြတော့သူကဘာနဲ့တူလဲဆိုတော့စင်ကာပူကဈေးကြီးရယ်ဈေးကစင်ကာပူကြတော့ လှုပ်ထားတဲ့အရာတွေကဟိုပေါ့လူလက်နဲ့ decoration လှုပ်ထားတာเนาะဒီ fan color ကိုချက်ထားတာမီးအောင်စုံတွေ marine ဒီမှာရှိတဲ့မီးအောင်စုံတွေသူကလက်ကမှကြောင်ကန်းကြီးချတော့ဘာဘာလာပြန်တော့ဘာကြီးကြည့်ကြကြည့်ပါလားဒီတော့ဟိုင်းရွှေဟွန်းဒီပင်လေးလေးရတဖြူဖြူတိုင်းလေးပြောဟွန်းအဲ့ဒီအရသာသဘောကိုကြာတာဒီလားအဲ့ဒီအရသာသဘောကိုကြာတာဟွန်း ပင်လေးတွေကိုဟွာရှူပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ခင်းတဲ့အဲ့ရလေးကိုကနေချင်တာလေဆိုတော့အန်ဒီဒီခေါက်လာတာအရန်တန်ဖို့ရှိပါတယ်အန်ဒီဒီကျွန်းလေးတော့ပြန်လာခြင်းသေးတယ်အဲအန်ဒီရဲ့ပေါ့နော်ဒါဟိုပေါ့ recommend ပေးတာပေါ့နော်ကဲလို့များ mess ကိုမကိုလာမယ်ဆိုရင်အဲ့ပေါ်နော်မီရာမွန်ထရာရီစော့ကိုတဲပါဟိုပေါ့ဈေးရင်းနဲ့ပို့ပေးရပါမယ် တန်းကြီးလဲလှတယ် stuff ကောင်းတယ်ကောင်းလို့ဆီဟိုတယ်ကားရဲပို့ပေးလို့ရတယ်အချိုးပို့လို့ပေးလို့ရတယ်ပြီးတော့ရေကူးကန်လည်းရှိတယ်အဲ့ဒါ swimming pool လည်းရှိတယ်နော်အဲ့ဒါကုန်းပေါ့နော်လောက်ထားပေးတာဆိုတော့လေဒီနေ့လည်းနှစ်နိုင်ဆိုလို့ရှိရင်တို့က including ပေါ့နော်တို့ tea တို့ coffee တို့က free ကျွေးတယ်တချို့ hotel မလုပ်ပေးသူကလုပ်ပေးရတယ်ဒီလားအဲကြောင့်မီရာ Montreal Resort ကို and recommend ပေးပါတယ်လို့နော် အတဲကြပါအရင်လည်းပေါ်ရပါတယ်အဲ့မှာလဲတော်များကနော်ဘလို့တဲ့သူတွေကလည်းကိုလူမျိုးဖြစ်ပါတယ်လို့ဆိုတော့လာပေးနေချင်ပါတယ်လို့ဒီကနေပြီးတော့တော့ကမလုပ်ပါတယ်နောက်တစ်ခုကြတော့ပါလဲဆိုတော့ပေါ့နော်ဒီလူကအသက်ငယ်တော့မှခေးသွားလို့ကောင်းတယ်နော်ခေးရှိလေးကြတော့အသက်ကြီးတဲ့ခါကြတော့ပင်မမှုတွေရှိလာတယ်လို့အဲလိုဆိုလို့ရှိရင်ဘလို့ခြေောက်တွေးကြတဲ့ယောဂါတွေရှိခါခြေောက်တွေရအောင်လာတာပေါ့နော်ခြေကအကြိုက်စင်းလေ ဖြစ်တတ်တာပေါ့နော်အဲ့ခါကျလို့ပြောအမေကစီးကြိုသမားဆိုခင်ဗျာစီးသွားတယ်အဲ့လိုစီးသွားတဲ့ခါကျတော့လည်းဆိုးတာပေါ့နော်ဘာအနည်းလည်းအင်သာကျတော့လည်းဟိုအဲ့မတက်ဒန်ဘေးနာလို့ပေါ့ကတချို့ကားတွေရလို့ရှိရင်အင်သာကြည့်ရတယ်မတက်လို့ရှိရင်တက်လို့မရအောင်အနည်းလို့ပေါ့အရင် sensitive ဆိုတော့လေ sensitive ပြန်ဖြစ်တာဆိုတော့အဲ့ကြောင့်မလို့ခေးသွားတာလည်းခက်ခဲဖြစ်တာပေါ့နော်အပေါ်ပါသွားတာအရင်ဟိုခက်ခဲဖြစ်ပြီးမှလည်း ဒါပေမဲ့ထိုင်းမှာကြာကိုလှုပ်ထားလမ်းတွေကအရန်ကောင်းတယ်နော်တကယ်ပါသူထိုင်းကလေသူ tourist attraction ကိုသူအရန်လှုပ်ကြရတည်လားအရန်လှုပ်ကြရခါကြတော့ဟိုပေါ့ဘလို့ခေါ်မလဲအစရအလုံးအဆင်ပြေတယ်ကွာအဲ711ရှိမယ်ပြီးတော့အဲ့လိုပေါ့ဟိုစစတောက်ဆိုင်လေးရှိမယ်အကုန်လုံးပေါ့နော်အဆင်ပြေတာပေါ့နော်ဝယ်ရချမ်းရတာအကုန်လုံးအဆင်ပြေတယ်ဆိုတော့ဒီနေ့ကတော့အခုတရားပြန်လို့ရှိပထားရပေါ့နော် ပထာယသွားမယ်ဆိုတော့ပထာယမပါရင်လုံးမယ်ဆိုလို့ရှင်တော့အဲအနှိတ်ရင်သွားခံမယ်ပထာယမှာကအနှိတ်ခံလို့ရှင် massage ကတယောက်ကို wall massage နော် all massage က300အဲအဲ all massage is 300 yes all massage က300ဒီမှာကျတော့950အရာกว่าတယ် ခါချလို့ရှင်ပက်ဆန်လက်ကခြွေတင်တာခြွေရတာပေါ့နော်ကျွန်တော်ဒီမှာတစ်ခါလို့ရှင် ပထရမှာနှစ်ခါမဆက်ရှ်ခံလို့ရတယ်လीနော်ဆိုတော့အန်ဒီကတော့အလားပထရရလို့ရှင်အနှဲ့ရင်ခံပါမယ်ဒါအန်ဒီရမ်းကြိုက်တဲ့ပဆန်ဆန်ရှိတယ်ပြီးလို့ရှင်တော့မဖန်ချာတူမလေးပါလို့နော်တူမလေးတွေလာမှဖြစ်တဲ့အတွက်ကြောင့်ကိုတူမလေးတွေကိုကိုကတက်တွေ့မှာပေါ့နော်ပထရမှာတက်တွေ့မယ် ဒီမှာလေးနဲ့အချိန်ဖြုံးမယ်အဲ့လိုမျိုးပေါ့နော်ကိုလှုပ်ချင်တဲ့အရာလေးတွေကိုကလှုပ်ရတာပေါ့နော်ပထမရမှာပြီးလို့ရှိရင်ပထမရမှာအဲလေးညနေပြီးလို့ရှိရင်ဘန်ကောက်ကိုပြန်တက်ကြမယ်ဘန်ကောက်မှာနှစ်ညနေပြီးလို့ရှိရင်16နဲ့16ရက်နေ့ညဆိုလို့ရှိရင်နော်အန်ဒီပေါ့နော်ဟိုကဆွေဂျင်ကိုပြန်มาပါလို့နော်ဆွေဂျင်ကိုပြန်มาပါဒါကြောင့်မလို့အတိတ်ငယ်တော့မှလူကခီးထွက်ကြတယ်နော်အတိတ်ငယ်တော့မှခီးသွားမယ်လာမယ် က်ကြီးလို့ရှိရင်ဘာမှလုပ်လို့မရအောင်เนาะအသက်ကြီးလို့ရှိရင်ပင်ပန်းမှုတွေမခံနိုင်တော့ဘူးပေါ့เนาะပင်ပန်းမယ်လူတွေကဘယ်လိုခေါ်မလဲအသက်ကြီးတဲ့အခါမှာခန္ဓာကိုယ်တွေကပင်ပန်းနေတဲ့ခံကြောင့်ရေရှိတော့ရေရှိခီးလမ်းနဲ့ရှောက်လို့မရဒါကြောင့်အနည်းအသက်ကြီးလို့ရှိရင်တော့ကွာကိုပဲပေါ့เนาะ AC ပေါ့เนาะအဲ့လိုမျိုးဒီမှာ6လနေအေးဆွေတွေမှာတစ်လပြန်နေအဲ့လိုမျိုးပေါ့เนาะကိုကိုယ့်ရဲ့ planning ပေါ့เนาะ ဘဝဆိုတာကတူတောင်းတယ်လေနော်မသေးခင်လေးမှာကောင်းမှုကုသိုလ်လေးလုပ်မယ်ဘဝကိုကောင်းကောင်းမွန်မွန်လေးနဲ့ဖြတ်တန်းခြင်းနဲ့ဒီလားအေးစစေးလေးဖြတ်တန်းခြင်းနဲ့ဟိုသူများတွေအကြောင်းမပြောဘူးကို့ဟာနဲ့ကို့ကို့လူလူတိုင်းကလည်းသူများအကြောင်းနဲ့စိတ်ဝင်စားနဲ့ကို့ဘဝအကြောင်းကိုကို့စိတ်ဝင်စားဒီလားသူများချမ်းသာတာလည်းစိတ်ဝင်စားနဲ့သူများကြီးပွားတာလည်းစိတ်ဝင်စားနဲ့ကို့ဘာရှိလဲကို့ကို့ကိုပဲ ပြိုင်မှာသူများလည်းမပြိုင်နဲ့เนาะကိုကိုကိုပဲပြိုင်မှာတချို့တွေကသူများဘွားရအာကြည့်ဟာသူတို့တွေရခြံမဟုတ်အန်ဒီမှာလည်းအန်ဒီရဲ့ပြဿနာဆိုတာရှိတာပဲလူတိုင်းမှာသူပြဿနာနဲ့သူသူအခက်ခဲနဲ့သူအန်ဒီမှာရှိတဲ့အရာသူမျိုးတို့မရှိပေမဲ့เนาะကြီးရှိတဲ့သူတွေမှာရှိတဲ့အရာကျွန်မမှာရှိခြင်းမှာရှိမှာလူတိုင်းက ဘဝကြီးကမတူကြဘူးကြောင်းလည်းကြောင်းလည်းမြေဖလာခြင်းလည်းမတူဘူးရုံးကန်ရခြင်းလည်းမတူဘူးဖြတ်တန်းလာတဲ့ဘဝခြင်းလည်းမတူဘူးအဲ့လိုမတူတဲ့အခါမှာသူများဘဝရဲ့ကြည့်ရအားကျစရာလည်းမလိုဘူးအားငယ်စရာလည်းမလိုဘူးကိုယ့်ဘဝပဲကိုကောင်းအောင်လုပ်မယ်ကိုရှောက်တဲ့လမ်းလေးမှာကိုကကိုသူများတကာကိုအနှောက်အယှက်မပေးဘူးမထိခိုက်ဘူးသူများပုံမှာကိုမယုတ်မှဘူးဆိုလို့ရှင်ဒါကိုအတွက် လိပ်ပြလောက်ပါစေအဲ့ဒါပဲအရေးကြီးတယ်အန်ဒီကတော့လေသူများကတော့အားလည်းမကြတတ်ဘူးအန်ဒီကလည်းအားကြပါလို့မပြောဘူးဒါပေမဲ့အန်ဒီကတော့ဝေမျှပေးတယ်ကိုဘာလုပ်တယ်ကိုဘာသွားလဲကိုဘလိုနေရလဲဟိုကို post ကိုပတ်စံရှိတယ်မပြောဘူးနော်အန်ဒီကကျမတို့လည်းအလုပ်လုပ်ရတယ်ရှင့်ဒီကပြန်အလုပ်လုပ်ရတော့မှလုံးလုံးပြီးလို့ရှင့်ပတ်စံပြန်စုနောက်တန်းတစ်ခါပြန်ထွက်ဒီလိုပဲပေါ့နော်ဘဝကြီးကဟိုလဲပတ်နေတာပေါ့နော်ဆိုတော့ဘာပြောချင်လဲဆိုတော့ ကိုယ့်ရဲ့အလုပ်ပေါ်မှာလည်းကိုသစ္စာရှိရမယ်နော်။နောက်ကိုကြာကိုယ့်ရဲ့အလုပ်ပေါ်မှာသစ္စာရှိပါကိုယ့်ရဲ့အလုပ်ပေါ်မှာဒါကုထမင်းရှင်မယ်လေနော်။အလုပ်ဆိုတာကုထမင်းရှင်ဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့အလုပ်ရှင်မှာလည်းဟိုဘောဘလို့ခေါ်မလဲသစ္စာရှိလောက်ရမယ်။အလုပ်လုံးဆွဲမှာဆိုလို့ရှိရင်ရှိတာတချို့ကုကတ်ကြရတယ်ပြင်လား။အချို့ကလည်းဟိုလူမာပေါ်စိတ်မရှိဘူး။အနစ်တကျစိတ်မရှိဘူး။ဒါမဲ့တနေ့ကျတော့သူ့လိုအသက်ကြီးလာရောဆိုတော့သူနဲ့အငြင်းတဲ့ကိုကပြန်ပြန်ပြီးတော့ ရှင်းချင်ပြီးအော်ဒီနေ့ကျငါလည်းအဲ့ညာရောက်လာမှာပါဆိုတော့အတွေ့နဲ့အမြဲတမ်းကိုကျင်းစာတရားလေးနဲ့ဘလို့ပုံမှန်သစ္စာရှိပါအဲဒါကြောင့်အန်ဒီပြောချင်ပါတယ်အန်ဒီရဲ့ life ကတော့ဟိုအန်ဒီရဲ့ခီးသွားအတွေ့အကြုံတွေပြောမယ်လူလူချင်းကိုချင်းဆန္ဒချင်းတရားတွေပြောမယ်သူများအကြောင်းတွေဟိုနာအဲဟိုစာဆန္ဒကြော်ကိစ္စတော့ပြပြတော်လုံးပြောချင်တော့အဲဆန္ဒကြော်တာတွေပဲထိုင်ပြီးတော့ပုံကြီးချဲပြီးတော့အဲ့ဒါတွေပဲနားထောင်ပြီးတော့သူမှားတယ်သူမှန်တယ်အဲ့ဒါတွေအတွက်အန်တို့အချိန်မပေးနိုင်ဘူး အဲ့ဒါတွေကဟိုအဲ့ဒါတွေနဲ့ဟိုတည်င်းတွေလှုပ်ရှားတာလည်းအနေစိတ်မစားဘူးတော်လောက်ပြီပေါ့နော်ဟုတ်ပါပြန်နိုင်ငံရေးမှာဆိုလို့ရှိရင်ခုကအော်လိုက်ဒီဘက်ကအော်လိုက်အဲ့မှာနားထောင်လိုက်ဟာဘာဖြစ်ပြန်နေလဲဟာပြောလိုင်းပုံမှာကပုံနေကြပြီးတော့ဘာတစ်ခုမှဟိုအရင်မရအဖက်မရပဲနဲ့အဲ့ဒါတွေအတွက်အချိန်ကိုမခံနဲ့အဲ့ဒီအတွက်ဖုန်းပေတွေကိုမခံနဲ့ဘာကြောင့်လဲအကျိုးရှိမဲ့အရာအသုံးချပါအကျိုးရှိမဲ့အရာကိုလုပ်ကြပါအဆောရော Jag vet inte älskling. Mm. Det var en liten ung kille. Ja. Okej, okej. Okej. Så ni gör gärna bara det så jag bara någon ko. Låt det jamma. ဘာပဲကိုလို့လို့တစ္ဆာရှိပါလို့နော်တစ္ဆာရှိပါကိုလို့ပေါ်ကိုတစ္ဆာရှိပါကို ကိုကိုကိုပေါ်ကိုကိုကိုလည်းကိုငဲ့ရမယ်နော်အခုဆိုတော့ကိုကိုကိုလည်းကိုငဲ့ရမယ်အခုဆိုအနေဆိုလို့ရှိရင်ဒီမှာရှိတဲ့တချို့ကလေးပြောတယ်နော်သူမျိုးပတ်စံစုတော့သူမျိုးအားပေးတယ်သူတို့ကိုသူမျိုးပတ်စံစုပါတတ်နိုင်ဆုံးပေါ့နော်ကိုဟိုပေါ့ အိမ်ပြန်မပြန်အညံပြတ်တက်ဘူးအနည်းလဲမသိပေါ့နော်ဒါပေမဲ့ဟိုသမီးတို့ပတ်စံတွေလာလာဟာတောင်ဖြစ်စင်းနဲ့အဲတင်မလားတချို့တွေကထောက်ဖို့တွေကငလိမ့်နေထောက်ဖို့ဆိုပြီးတော့ပတ်စံကိုတင်မလားသူအိတ်တယ်သူခိုးထဲပါတပုံကြီးပြောရမယ်လေကလေးတွေကတော့သူတို့သူတို့သူတို့လှုပ်လှုပ်ရပင်ပန်းတယ်လေဒီနေ့ကိုသူတို့ကလှုပ်လှုပ်ရတယ်ပင်ပန်းတယ်အဲ့ပတ်စံတွေကိုဟိုရှောက်လူကြတယ်လူတဲ့လူတွေကလည်းဟိုအကျိုးရှိစွာတုံးတမျိုးအကျိုးရှိစွာမတုံးတဲ့အခါကျတော့အဖြစ်သွားလဲဆိုတော့ ကုပ္စံမရနော်ရှာဂျိုမနတ်ဖူလို့ပေးရဂျိုမနတ်ဖူပေါ့နော်အဲ့ဒီကပြပြတယ်ခလေးလေးတွေကိုစ조사ပါ조사ကြပါဘာပဲပြောပေါ့နော်ဒီနေ့ကြတော့လဲပြန်ရင်ပြန်มาပေါ့နော်ခုလောဆိုတော့ပြန်ဖို့တော့မမြင်သေးဘူးပေါ့နော်အဲ့လောက်အဲ့လောက်တော့လည်းကိုပြောလို့ရမှာပေါ့နော်ဆိုတော့အန်ဒီကတော့အားလုံးကိုပေါ့နော်အဲ့အိမ်မက်ဒီတိုင်းမှာအိမ်မက်ရှိရမှာပေါ့နော်အန်ဒီလက်ဒါအန်ဒီရဲ့ခီးသွားတဲ့အိမ်မက်ကအန်ဒီဟိုငယ်လေးတည်းကမက်ခဲ့တဲ့အိမ်မက်ပေါ့နော် ဖက်ဘာမှဆိုအနေအသက်6နှစ်တနည်းရွယ်မှာအန်ဂျူနေတဲ့စောပွားကြီးကိုပေါ့အင်းစိန်ပေါ့နော်အမှလေးမြန်ခွဲနေနေရတာလေးစိန်နေနေမိငါတို့လေးစိန်နေနေတဲ့ခါကျတော့လေးမြန်လေးကနေ့တိုင်းအစင်းတကြားနေရတယ်မင်းငယ်လေးတည်းကအိုက်ခီးသွားခြင်းနဲ့ဆိုအဲ့ဒီကဖြစ်လာတာဟာငါတနေ့ကြလို့ရှိရင်ငါခီးသွားမယ်ဒီနေ့ကျငါခီးလေရင်ပြင်းစီးရငါခီးသွားမယ်အမြဲတမ်းကိုအဲ့အိမ်မက်ကိုမှတ်ထားတာလေယနေ့အဲ့ဒီအချိန်မှာအခုအန်ဒီအိမ်မက်ကိုအန်ဒီအကောင့်ထဲပေါ်နေတာပေါ့နော်အန်ဒီသွားခဲ့မှုတဲ့နိုင်ငံတွေဆိုလို့ရှိရင်လည်း ဟိုပေါ့ထိုင်းကတော့23ချိန်မြောက်တခါလဲကြိုးပါထိုင်းကတော့23ချိန်မြောက်သွားတာပါအဲအနီးရောက်ပူးတဲ့ Asian ဆိုလို့ရှိရင်ထိုင်းရောက်ပူးထိုင်း23ချိန်ဂျပန်ရောက်ပူးရဲအဲဟောင်ကောင်ရောက်ပူးရဲမလေးရှားရောက်ပူးရဲစင်ကာပူမကောင်ညပေါ့နော်စင်ကာပူနှစ်ချိန်ရောက်ပြီအဲနောက်ကျတော့ဂျပန်ရောက်တယ်နောက်ပြင်သစ်အီတလီယာ၃ကား အပီလိုအင်ဒီမှာဗီနက်စ်အပီလိုရှင်ဂျေရုဆလင်နီးရခီးသွားတာဝါနာပါတာပဲနော်ခီးသွားတာဝါနာတော့ပြောချက်ကြီးရန်ပေါ့နော်အဲ့ဒီလိုခီးသွားနေရတာညပျော်နေဒါနီးရဟုတ်ပေါ့လောက်ခမဟိုဘီလို့ပြောမှာပေါ့နော်အဲ့ဒါအနီးခီးသွားတဲ့ကြောင့်အနီးကခီးသွားတဲ့အကြောင်း share လို့ရပါတယ်အခုဆိုငယ်ချင်းတွေပြောတာပေါ့နော် တကယ်ချင်းနဲ့အလျာပြောတာပေါ့နော်ဟဲ့လူခီးသွားခြင်းလို့ရှင်ပြောနော်ထိုင်းကိုလာမယ်ဆိုရင်ဘယ်နေရာဘယ်နေရာကောင်းတယ်အလျာ recommend ပေးလို့ရတော့ပေါ့လားဘယ်နေရာသွားလို့ရှင်ဘယ်လိုဈေးချိုလဲဘယ်တချို့ hotel လို့ရှင်3 stars 4 stars ဆိုမှလည်းရမ်းကောင်းတာရှိရလို့နော်ဈေးသက်သာလေးနဲ့အဲကြောင့်အန်တီကိုနဲ့အန်တီရဲ့ life တွေကတော့ခီးသွားခြင်းပေါ့အဲ့ဒါပဲသိရမှာပေါ့နော်ဆိုအနေခုသွားတဲ့ဒီတခုပေါ့နော်၁၄ရက်နေ့ရထွက်လာကြရရယနေ့အခုထိဒီရက်နေ့ဆိုအနေသွားတာဘယ်ရက်ပေါ့ဆိုတော့အနေစင်ကာပူမဲဆောက် မက်ဆော့မှာလည်းအန်ယူသွားခဲ့တာအဲဒီဝါဝါပန်းချန်လာတော့အရန်လှတာပဲဟိုတိတ်ဆိတ်လာပဲဒါပေမဲ့ဟိုအန်ဒီအမေနေမကောင်းဖြစ်တာနဲ့အန်ဒီဟိုဟာပေါ့အဲဒီမက်ဆော့မြို့အပြင်ကဟိုဟာရှိတယ်တောင်ပေါ်ရှိအဲမတက်လိုက်ရအောင်ဟိုကအန်ဒီတက်တာအဲနောက်ခုကြအခုလိုပေါ့နော်ကိုမကလာတယ်ပထာယာအခုတော့တဲ့အရာလေးကိုအမှတ်တရလေးပေါ့ဒါ memories ပေါ့ငယ်တုန်းကသွားတဲ့အချိန်နဲ့အခုအသက်အရွယ်နဲ့နောက်10နှစ်မှအန်ဒီအဲ့လိုသွားနိုင်ပါအောင်မလား မသိဘူး။နောင်ဆယ်နှစ်မှအရင်အဲ့လိုမျိုးကျမ်းမာရေးကောင်းနိုင်မှာမသိဘူးနော်။အားကြောင့်မလို့အတက်ငယ်တုန်းမှခီးသွားပါ။အတက်ငယ်တုန်းမှဘောနော ပစာရှာပါ။ပစာကိုအကျိုးရှိစွာသုံးပါ။အဲ့အလေးကိုတော့အကြံပေးချင်ပါတယ်လို့။ကဲအလေးအကန်းကြီးလေးလက်ပြလိုက်ပါဦးမယ်။ဒီဟုတ်တာဒီကုကံတို့မှာနော်ဒါရေကုကံတို့အချမ်းမတွေ့နေရတဲ့ရေကုကံလေးပေါ့နော်တော်ရေကုကံရှိတယ် မှာတွားပြီးထားပေးတာနော်သူကဒါမှဒန်းလေးရရှိကြပါတော့စီးရဒန်းလေးထားပြီးအရန်ကောင်းတယ်ဒီဟိုတယ်ကတော့အပင်လေပင်လေလေးတော့ရရှိပြီးတော့အမလေးတက်တက်ဆစ်ဆစ်ကလေးကမ်းချီမှာလာပဲအိတ်နေတော့ဒါဟိုတယ်ပါနော်ဒါသူလောက်ထားပေးတာပေါ့နော်ဟုတ်ဟုတ်ဒါဒါရေကူကဒါဟိုတယ်ပေါ့နော် ်ရမ်းကောင်းပါလေဒီဟိုတယ်အနေကရမ်းကြိုက်တယ်ဒီဟိုတယ်အရှမ်းကြိုက်တယ်ပြန်လာချင်လို့ရှိရင်အဲ့ဟိုတယ်မှာဒီမှာနောက်တစ်ခေါက်ပြန်လာဒီဟိုတယ်မှာတည်းမှာဘယ်မှမတည်းဒီအားလုံးကိုပေါ့နော်အိမ်မက်ကိုရဲ့အိမ်မက်ကလေးတွေကိုကိုအကောင့်ထဲပို့နိုင်အောင်စူးစမ်းကြပါရှင်နော်အဲ့ဒါလေးပြပြချင်ပါတယ်လို့တကယ်ပါပြန်တော့ပြန်ချင်ဘူးအဲ့မဲ့ချိန်တိုင်းအိမ်ပြန်လာပဲပေါ့နော်ချိန်နဲ့အားလုံးအိမ်ပြန်ရမှာပဲ ဒါနောက်ဆုံးအိမ်တော့မဟုတ်သေးဘူးနော်ဒါတော့အလဲလာရဲပြန်မယ်ဟုတ်လားပဲဒီမှာတော့ရန်တာရတယ်ဒီမှာ Okay ပါရှင်ဒီလောက်ပဲနော်နောက်မှအေးဆေးပြောတော့မယ်နော်ဘိုင်ဘိုင်